မင်္ဂလာပါအမြမြဖြစ်ပါတယ်ဒီနေ့မှာတော့ vowel diacritic marks တဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အရင်တစ်ခါလေးလာတော့ငါ seven vowel ကို e a a a o o u ဆိုပြီးတော့သင်ခဲ့ကြရတယ်เนาะဒီနေ့မှာတော့သူ့ရဲ့ sound ပေါ်တွေကိုလေ့လာမှာဖြစ်ပါတယ် e ကိုလုံးကြီးတင်ဆန်ခတ် a တဝေထူ a ရပလက်သက် a two types ရှိပါတယ်ရေးချာနဲ့မောက်ချာ or the way to ရေးချာရှိထိုးနဲ့ the way to မောက်ချာရှိထိုးဆိုပြီးတော့သူလဲ two types ရှိပါတယ် o လုံးကြီးတင်တချောင်းကင် above and below ဆိုပြီးတော့နှစ်နေရာရေးရမှာဖြစ်ပါတယ် u ကတော့နှစ်ချောင်းကင်ဒီနေရာက dotted circle တွေကတော့ initial consonance ရဲ့နေရာဖြစ်ပါတယ်เนาะကာကြီးခါကွေတွေရာဒီနေရာတွေမှာဝင်ပြီးတော့ရေးမှာဖြစ်ပါတယ် okay လက်တွေ့ကြည့်အောင်เนาะရေးတဲ့အခါမှာ vowel တွေကို four line ရှိလို့ရှင်အာသူ့ရဲ့ between two line မဟုတ်ဘဲနဲ့ red color နဲ့ blue color တွေမှာရေးရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာ consonance ဝင်လာမှာဖြစ်လို့ consonance ရဲ့ above အပေါ်မှာရေးမယ်ကြည့်ကြအောင်လုံးကြီးတင်လုံးကြီးတင် the way to consonance ရဲ့ shape မှာပေါ့နော် before consonance ရေးမယ်ပြီးရင် after consonance မှာ yapalat that yat that ပြီးသွားရင်ရေးချ and then mouth ချ တဝေထိုးအရင်ရေးမယ်ပြီးတော့မှ consonants ရေးမယ်ပြီးတော့မှရေးချရှေးထိုးတဝေထိုး consonants လာမယ် mouth ချရှေးထိုးပြီးရင် consonants ကိုအရင်ရေးပြီးတော့မှလုံးကြီးတင်တစ်ချောင်းငယ် consonants ကိုရေးပြီးတော့မှနှစ်ချောင်းငယ်ဆိုပြီးတော့ရေးပါမယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်